ဆောင်းဝင်တာနဲ့ကောင်းကျင်းမောင်းပေါင်းစားမှဆိုတဲ့သူတွေရှိကြတာဒီနေ့တော့အိမ်မှာနူးဤနေတဲ့ကောင်းကျင်းမောင်းလေးပေါင်းစားဖြစ်ပါတယ်အဲပေါင်းနီးလေးရတော့အရင်တော့တင်ထားတာရှိပါတယ်နော်အာပြီးတော့ကြတော့ဘုရားကျော်ကဖဲပြုတ်ကိုကိုယ့်အကူပဲလှုပ်ထားတာပါတချို့အချိန်မပေးနိုင်တဲ့သူတွေကကောင်းချင်းပန်းကိုထမင်းချက်တလို့ပဲချက်ကြရပြောရပေါ့နော်အမေယူလီယာကဒီထမင်းအိုးထဲမှာရေထည့်ပြီးတော့ကြတော့အပေါ်မှာပေါင်းခံအိုးလေးနဲ့ပေါင်းစားရတာကပိုစားကောင်းတယ်ထင်လို့ဒီလိုလေးလှုပ်ရှားဖြစ်ပါတယ် အချိန်ရရင်တော့ဒီလိုလေးပေါင်းစားကြည့်ပါเนาะ။ကောင်းချင်းလေးတွေကဝါလိုက်တိုင်းဖောက်စီဖောက်စီနဲ့ပြီးတော့ပဲရရတဲ့အစိမ့်တက်လေးရယ်စားလေးရယ်နှမ်းတောင်းလေးဖြူရင်တော့ပို့ပြီးတော့စားလို့ကောင်းပါရဲ့เนาะ။လူရကတော့နှမ်းတောင်းမရှိလို့မထည့်လိုက်ပါဘူး။ခင်းနှင်းလေးနဲ့ပေါင်းတာလည်းအရန်လွယ်ပါတယ်မိနစ်20တခါလောက်အဖုံးလေးကိုလှက်ပြီးတော့ကြာတော့ရေလေးကိုတောက်တောက်ပြီးတော့အထက်အောက်လေးလှန်ပေးပြီးတော့ အော်တနားရီလောက်တည်ပြင်ရပါတယ်ယူလီယာကတော့အီအီလေးစားကြလို့ခက်ကြကြလေးတည်ပြီးတော့ပေါင်းစားပါတယ်ဆောင်းတွင်းမှာလှုပ်ရှားပြကြတဲ့မုံလေးရှိရင်လည်းပြပြခဲ့ပါအောင်နော်တွဲဖက်စားစရာငချောက်ဖုတ်တို့ပြီးတော့ကြတော့ယူနီချမ်းလေးလို့နဲ့တောက်ရင် အရန်စားလို့ကောင်းပါတယ်ကော်ဖီလေးရတော့မပါမဖြစ်ပါနော်